ထိုင်းမြန်မာနယ်စပ်အနေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့တက်စခန်းတွေကိုစစ်ကောင်စီကခြေကုပ်ပြတ်မယူနိုင်အောင်ခန်ယူဥဆောင်တဲ့တပ်ပေါင်းစုတွေကစခန်းထိုင်တာပိတ်ဆို့တာတွေလှုပ်ဆောင်ထားတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါရယ်။အောက်ခက်သတင်းပေးပို့ထားပါရဲ့ရှင်။မီလာ၂၆ရက်နေ့ညနေ9:00နာရီလောက်ကစတင်ပြီးကင်းမီနယ်မြောက်လူမျိုးတောင်ပဲစစ်ကောင်စီရဲ့ဒေဘောဘုစခန်းကိုကရင်ဦးဆောင်ပြီးတပ်ပေါင်းစုတွေကဝိုင်းဝန်းပိတ်ဆို့ထားရက ဂျွန်လနေရင်နေဝန်နဲ့၃နိုင်လောက်ကစတင်ပြီးဒေဘောဘူးစကန်ကို KYU ဦးဆောင်ပြီးတပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဂျွန်လ၃နိုင်ည9နိုင်လောက်မှာစကန်ကိုပြည်သက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ရစီချင်းရကကျွန်တော်တို့ကတော့ဟိုအရင်ကလို့တော့မဟုတ်တော့ဘူးเนาะတိမ်ကြကုန်းတွေကိုကျွန်တော်တို့ဒီတိုင်းမပြစ်ထားကြတော့ဘူးတိမ်ကြကုန်းတွေကျွန်တော်တို့အကုန်လုံးတတ်ထိုင်နေတာဖြစ်တဲ့ရန်သူလက်ထက်ပြန်လာတော့ပေါ့เนาะ ိုးရင်တော့သူတို့ဒါသိပြီးကိုကပြလှဲလာတဲ့အတွက်ကျသူကအချိန်ကြီးပြပြတက်လာတယ်။ဟိုကြတော့ကျွန်တော်တို့ကအဲ့ဒီလိုမလုပ်တော့ဘူး။ကိုသိပြီးလည်းကောင်းလို့ကျွန်တော်တို့ရေပေါ်ကြီးထိုင်နေပေးပိတ်ဆို့လိုက်တယ်ဗောနော်ပိတ်ဆို့လိုက်ပြီးရပြန်မလာနိုင်အောင်နောက်ဖက်တိုက်ပွဲဒီကြောင့်စုံစည်းမြိုင်ဥက္ကဋ္ဌတောင်ဒီတေဘောဘူးဝါမိတော်ကြီးရွာကဒေသခံ2000လောက်ဟာခိုင်းနေဆက်တောင်ရင်မြကန်းတဲ့ရှောင်းနေဘေးလူကတပြည့်သိမ်းရှောင်ခဲ့ရပါတယ်။ဌာနေတိုင်းသားတွေရဲ့နေမြေထဲမှာ စစ်ကောင်စီစကန်တွေရှိနေရင်ဒေါ်လာရေးခက်ခဲပြီးအသက်အန္တရာယ်တွေစိုးရင်ရတယ်လို့ကင်းရမျိုးသမီးဖွဲ့စည်းရဲ့ဒုဥက္ကရာကပြောပါတယ်စီကောင်စီကနေရှိတဲ့အချိန်မှာဆိုလို့ရှိရင်သွားရေးလာရေးနဲ့ဖက်ခဲတဲ့အလုပ်တွေပါတယ်ရှောက်စာစားရတာလည်းဘယ်လိုပြောမလဲဟိုလဲတဲ့သွားတာလို့ဖြစ်ဖြစ်တောင်းရတဲ့သွားတာလည်းဖြစ်ဖြစ်ပေါ့နော်အရန်စိုးရင်ရတယ်ဘာဖြစ်လဲဆိုတော့ เนาะအမျိုးသားဆိုလို့ရှိရင်အကော်တာဆွဲတာတို့ဟိုဘောเนาะဒီခန်းစီတာရှိနေအမျိုးသမီးဆိုလို့ရှိရင်ပုံပြီးတော့စိုးရင်ရတာမဒင်းချခံရမှာလေသူတို့ဟိုစိုးရင်ကြောက်ကြမှုတွေတော့အမျိုးအမြင်ရှိနေတာဗောเนาะဒီဒီတက်တွေကကိုယ့်ရဲ့ရွာဘေးနားမှာပဲရှိတာဖြစ်ဖြစ်ရွာဘေးမဟုတ်ပဲခြံရပဲဖြစ်ဖြစ်သူတို့ဟိုစအခုဆိုရင်ပူဆိုးတယ်ကျွားတို့ထာနေတိုင်းတိုင်းဆိုလို့ရှိရင်သူတို့လက်နဲ့ကြီးနဲ့เนาะ အဝေးကနေလမ်းပစ်တာတွေလေဆိုလို့ရှိရင်လည်းအရန်ပဲကိုယ့်ရဲ့ဟိုစပေါ့နော်အတက်အနေရည်တွေကိုစိုးရိမ်နေရတယ်ပေါ့နော်စစ်ကောင်စီရဲ့တက်စကန်နေရာလေးမှာမိခင်ကရင်ကစကန်ပြန်လာထိုင်ရင်ယုံကြည်စိတ်ချရတဲ့ပြင်လုံလုံကျုံကျုံခံစားရတယ်လို့ကင်းမျိုးသမီးဖွဲ့စည်းရဲ့ဒုဥက္ကရကပြောပါတယ်မာကျတော့စစ်ကောင်စီစကန်နေမရှိတော့ဘူးအခုလိုဆိုစတိုင်းရင်းသားတွေဟိုကေယူစကန်နေပဲပြန်လာရှိဆိုတော့ကျတော့ဟိုကိုကိုလူမျိုးဖြစ်တယ် အာကိုရဲ့ဟိုလက်နက်ကအဖွဲလက်ဖြစ်နေဆိုတော့ကိုတက်ဟိုလုံညုံကြည်စိတ်ချရတယ်လုံလုံထုံထုံနဲ့ခံစားရတယ်ပြီးတော့ဒီကျွားတို့လည်းဒီပိုင်းဆိုလို့ရှိရင်ဟိုစပါတော့သူတို့လည်းဒီနာကူညီတာတို့ဘားဒီပိုင်းလာရိတ်ကူတာကောက်ဆိုင်ကူတာ အာဟိုစလည်းဟိုပါလေတောင်ရဆိုလို့ရှိရင်လည်းတောင်ရစပါလာပြီးတော့ဟိုလုတ်ကူတာဒီပိုင်းလည်းသူတို့ကူညီတာလည်းရှိတယ်ပြီးတော့လည်းသူတို့ကိုအတွက်လည်းလုံခြုံရေးယူပေးတယ်ကြောက်စရာလည်းမလိုတော့ဘူးပေါ့နော် ိုင်းမြန်မာနယ်စပ်ကလျှောက်ကစစ်ကောင်စီတပ်စခန်းတွေကို KNU ဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နေပါတယ်။မေလ23ရက်နေ့ညနေ9နာရီကစစ်ကောင်စီရဲ့ဘလက်ဒိုတပ်စခန်းကိုပါသိမ်းယူနိုင်ခဲ့ပြီးမေလ28ရက်နေ့ညပိုင်းကကနေလေးစခန်းကိုထပ်မံသိမ်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်မေလ29ရက်နေ့ညနေ6နာရီလောက်ကဝလီပြူဝါနဲ့နှီးဆုံးမှာရှိတဲ့ဘင်းအောင်ကုန်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ကျွန်တော်အောက်ခံပါဟုတ်ကဲ့ဒီပါဒီပါလေးဟာ